မင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့မနေ့ခင်ပါရှင်မီစီမာအတွက် VUE အစီအစဉ်ကကြိုဆိုပါရစေမီစီမာအတွက် VUE အစီအစဉ်တွေကို Washington မြို့တော်ကနေရိုက်ကူးတင်ဆက်ပေးနေပါတယ်ရှင်ဒီကနေ့မှာတော့အပတ်စဉ်ကဏ္ဍတွေကိုစက်တိုက်တင်ဆက်ပေးသွားပါမယ်ရှင်ဒီကနေ့မှာတော့ကဘာတလွား ခီးသွားအစီအစဉ်နဲ့ဆက်ရအောင်ပါကဘာပေါ်ကစိတ်ဝင်စားစရာအထင်ကြီးနေရာတွေ နောက်ယဉ်ကျေးမှုအထိမ့်မဲ့အဆောက်အဦတွေဒေသမျိုးစုံကပွဲတော်တွေကမ္ဘာလူမျိုးစုံရဲ့မတူညီတဲ့ဒလေတွေနဲ့ထူးထူးခြားခြားပြားလိုက်တွေလိုမျိုးတွားရောက်ပြီးတော့လက်ပတ်တဲ့နေရာတွေကိုပြောပြပေးနေရပါရှင်ကမ္ဘာတလွားခီးသွားအစီအစဉ်ကနေကျမတို့မဆုမြတ်မွန်နဲ့အတူတူခီးထွက်ကြအောင်ပါရှင် ဒေသခံတွေကနာပိုလီလို့ခေါ်ကြတဲ့အီတလီနောက်တာပိုင်းကနေပိုလ်စ်မြို့ဟာအီတလီနိုင်ငံရဲ့တတိယအကြီးဆုံးမြို့ဖြစ်ပါတယ်။ခရစ်တော်မပေါ်ခင်နှစ်ပေါင်းထောင်ချီတည်းကဂရိလူမျိုးတွေတည်ထားခဲ့တဲ့မြို့ဖြစ်တာကြောင့်ဂရိအငွေအသက်တွေကိုဒီကနေ့အထိတွေ့နိုင်ပါတယ်။နေပိုလ်စ်မြို့ကိုလာလေသူတိုင်းသတိပြုမိကြမှာကတော့အနီရောင်ငရုတ်သီးတောင်ရှည်လိုပုံစံကော်နီချဲလိုအဆောင်ပစ္စည်းတွေဖြစ်ပါတယ်။တကယ်တော့မကောင်းဆိုးဝါးရန်ကနေအကာအကွယ်ပေးပြီးတော့ကံကောင်းခြင်းတွေရောက်လာစေဖို့နွားချိုပုံစံလှုပ်ထားတာပါ။ အဲ့ဒီချိန်တုန်းကသာသမီထွန်းကားတာကိုကန်ကောင်းခြင်းလို့မှတ်ယူကြတဲ့အတွက်မျိုးအောင်နာကိုကိုစားပြုတဲ့နွားချိုပုံစံလှုပ်ထားတာလို့ပြောကြပါတယ်။ဂရိဒနာယီတွေမှာအမျိုးသားတွေသာသမီထွန်းကားအောင်ဆွမ်းဆောင်ပေးနိုင်တဲ့ပရီယာပို့စ်နဖျားရဲ့ဖိုအင်ကာနဲ့လည်းဆက်ဆက်နေတယ်လို့ Naples မြို့ကန်တွေကယုံကြည်ထားကြပါတယ်။တမ္မာကြန့်ခိုင်မှုကိုကိုစားပြုတဲ့နွားချိုကိုဩစာကြီးမားမှုကိုကိုစားပြုတဲ့အနီရောင်လှုပ်ထားတာလို့ နေပေါ်စ်မြို့မှာကော်နီချယ်လိုအဆောင်ပစ္စည်းတွေကိုထုတ်လုပ်နေသူကရှင်းပြပါရတယ်။ဒီနွားကြီးတွေကကံကောင်းခြင်းတွေကိုယူဆောင်ပေးနိုင်တယ်လို့လူတိုင်းကသိကြပေမဲ့အကာအကွယ်ပေးနိုင်တဲ့အဆောင်ပစ္စည်းဆိုတာသိသူနည်းပါတယ်။ဒီအဆောင်ပစ္စည်းတွေကိုဟိုးရှီတုံးတွေကသုံးလာခဲ့ကြတာပါ။ဂရီတွေရောရောမလူမျိုးတွေပါကိုးကွယ်ခဲ့ကြတဲ့ပေါများကျွယ်ဝမှုနဲ့ကျမ်းမာတန်ဆွမ်းမှုကိုကိုးစားပြုတဲ့ပရီယာပို့စ်နဲ့ဖျားရဲ့အင်္ဂါပုံစံလို့ပြောနိုင်ပါတယ်။ အနီရောင်ကြောင့်ငရုတ်သီးတောင်ရှည်လို့ထင်နိုင်ကြပေမဲ့ငရုတ်သီးမဟုတ်ပါဘူး။ရွှေရောင်ကွတ်ထားတဲ့အတိတ်ပဲကတော့တရဖူစောင်းထားတဲ့အတိတ်ပဲပါ။ချမ်းသာမှုဩဇာရှိမှုတွေကိုကိုးစားပြုတဲ့နာပိုလီဘုရင်မကိုဂုဏ်ပြုတဲ့အနေနဲ့တရဖူတက်ပေးထားတာဖြစ်ပါတယ်။မကောင်းတဲ့ရန်ကနေကာကွယ်ပေးပြီးတော့လက်ကောင်းစေတယ်လို့ဆိုတဲ့ကော်နီချယ်လိုအဆောင်ပစ္စည်းတွေဟာလက်ဆောင်အဖြစ်နဲ့ရမှထိရောက်တယ်လို့လည်းယုံကြည်ကြတဲ့အပြင် ဒီအဆောင်တွေကိုဟိုးရှိရှိတဲ့ကလှုပ်လာတဲ့ဒီအတိုင်းလက်နဲ့လုံးမှအစွမ်းထက်တဲ့ဆိုတဲ့အစွဲလဲနေပယ်စဒေသခံတွေမှာရှိကြပါတယ် il corno deve essere fatto di un materiale poroso che deve potersi rompere e che può assorbire အစွမ်းထက်ဖို့ဆိုရင်လေနေပယ်စဒေသကလက်မှုပညာရှင်တွေကိုယ်တိုင်လက်နဲ့လှုပ်ထားဖို့လိုပါတယ်ဆက်တွေနဲ့လှုပ်တာမျိုးရွှေရောင်လှုပ်တာမျိုးမဖြစ်ရပါဘူးအမြင်အရပိုးပြီးတော့တံမိုးကြီးနိုင်ပေမဲ့ဘာအစွမ်းမှရှိမှာမဟုတ်ပါဘူး နေပယ်စ်ကိုကူစားပြုတဲ့နွားဂျိုပုံအဆောင်ပစ္စည်းဖြစ်ဖို့ဆိုရင် ရှုံစည်းကိုသုံးပြီးလက်နဲ့လောက်ရမှာဖြစ်ပါတယ်။ပေါ်များကြွယ်ဝမှုချစ်ချင်းမြတ်တာနဲ့ကံကောင်းခြင်းတွေကိုကူစားပြုတယ်လို့ယုံကြည်ထားကြတဲ့အနီအောင်ကျွဲဂျိုပုံအဆောင်ပစ္စည်းတွေကိုလုံနေကြသူတွေကိုယ်တိုင်ကလည်းဒီဒေတာရဲ့အစဉ်အလာကိုလက်ဆင့်ကမ်းထိမ့်သိမ်းရတဲ့အတွက်ခုံယူကြပါတယ်။ perché comunque fare qualcosa che porta avanti una tradizione della propria delle proprie origini ကိုယ့်ရဲ့နေရတိုင်းအတေချာလိုက်လုပ်ပြီးကိုယ့်ရဲ့ယဉ်ကျေးမှုဓလေ့ထုံးစံတွေကိုဆက်ထိမ့်သိမ့်သွားနိုင်အောင်ကြိုးစားရတာအတိပဲရှိပါတယ်ကိုမျိုးကိုဒေတာမှာပဲမိသားစုတွေနဲ့အတူလောက်ကန်ရတာလဲသိတ်ကောင်းပါတယ် ပေါများကြွယ်ဝခြင်းနဲ့ကံကောင်းခြင်းတွေကိုကိုစားပြုတဲ့ကော်နီချဲလိုအဆောင်ပစ္စည်းတွေဟာမကောင်းဆိုးဝါးတွေရန်ကနေကာကွယ်ပေးနိုင်တယ်လို့အစဉ်အဆက်ယုံကြည်လာကြတဲ့အတွက်ဒီနေ့အထိ Naples မြို့ကအိမ်တွေစီးပွားရေးလုပ်ငန်းတွေဈေးဆိုင်တွေရဲ့အဝင်ဝတွေမှာဒီအဆောင်ပစ္စည်းတွေကိုချိတ်ဆွဲထားကြတာတွေ့နိုင်ပါတယ်။တချို့ကကားတွေထဲမှာတော့မှချိတ်ထားကြပါတယ်။ Io non sono mai venuta a Napoli, mi sono fermata perché spero che i cornetti rossi mi portino fortuna perché ်နေပယ်မြို့ကိုအရင်တစ်ခါမှမရောက်ဘူးပါဘူးဒီတစ်ခေါက်တော့အနီရောင်နွားချို အဆောင်လိုချင်လို့လာခဲ့တာပါပြီးခဲ့တဲ့နှစ်ထဲတော်တော်လေးကန်ဆိုးတာတွေနဲ့ကြုံခဲ့ရတာမို့ဒီနှစ်တော့ဒီအဆောင်ပစ္စည်းတွေကကန်ကောင်းခြင်းတွေခေါ်လာမယ်လို့မျှော်လင့်ပါတယ် Siamo not in vacanza eh abbiamo comprato ကျမတို့ဒီကိုအလဲလာတာပါဒီနွားချိုလေးတွေကကန်ကောင်းတယ်ပြောလို့ဝယ်နေတာပါ နေပယ်စ်မြို့ကိုလာလည်ကြသူတိုင်းကော်နီချဲလိုအဆောင်ပစ္စည်းတွေကိုအမှတ်တရဝယ်သွားကြလေရှိပါတယ်။ဒေသခံတွေအတွက်ကတော့နှစ်ပေါင်းထောင်ချီတဲကရှိနေတဲ့ယုံကြည်မှုတစ်ခုအနေနဲ့ဒီအစင်အလာကိုလက်ဆင့်ကမ်းထိမ့်သိမ့်နေကြပါတယ်။ဒေသခံနာမည်ကျော်ဘဘူးဆရာကြီးဆိုရင်လေနိုင်ငံကပြပွဲတွေမှာကော်နီချဲလို အနီရောင်နွားချိုရုပ်ထုကြီးကိုထည့်သွင်းပြသလေရှိပါတယ်။ Questo corno qua che in questo momento ဘန်ကောက်မှာ2024ခုနှစ်တုန်းကလုပ်ခဲ့တဲ့နှစ်နှစ်တကြိမ် နိုင်ငံတကာဒုပညာပြပွဲမှာဒီအနီရောင်နွားဂျိုရုပ်တုကြီးကို ပြခဲ့ပါတယ်။ကျွန်တော်တို့တစ်မြို့လုံးကဆိုင်တိုင်းမှာတွေ့နိုင်တဲ့နွားဂျိုတွေလိုမျိုးဖန်တီးဖို့စိတ်ကူးရခဲ့တာဖြစ်ပါတယ်။အနီရောင်ဟာမကောင်းဆိုးဝါးတွေအပါအဝင်ရန်သူကိုအောင်းနိုင်ခြင်းနဲ့ကံကောင်းခြင်းအတိတ်ပဲနှစ်မျိုးရှိတယ်လို့အလဲခေတုံးကယုံကြည်ခဲ့ကြပါတယ်။ဒါကြောင့်အီတလီနိုင်ငံအနောက်တောင်ပိုင်းကနာပိုလီလိုဒေသခံတွေခေါ်ကြတဲ့နေပိုလ်စ်မြို့သူမြို့သားတွေဟာ တမအားကောင်းမှုကိုကိုစားပြုတဲ့နွားချိုကိုအနီရောင်ပုံစံလုပ်ပြီးတော့အဆောင်ပစ္စည်းအနေနဲ့လက်ဆောင်ပေးကြတဲ့အစဉ်အလာရှိလာခဲ့တာပါတမိုင်းဝင်ရှေးဟောင်းယဉ်ကျေးမှုလက်ရာတွေအပြည့်နဲ့ Naples မြို့ကိုတွားလေရဲ့ Cornicello အနီရောင်နွားချိုအဆောင်ပစ္စည်းတွေကိုလည်းနှစ်ပေါင်းထောင်ချီတဲကလက်ဆင့်ကမ်းလာကြတဲ့ယဉ်ကျေးမှုတစ်ခုအနေနဲ့နေရာတိုင်းမှာမြင်တွေ့ကြရမှာ ဖြစ်ပါရဲ့ရှင်ကျွန်မဆူမြတ်မောင်ပါ Washington, D.C. has many beautiful parks. In fact, this park reminds me of my home, very far away. Anna, here's your coffee. Thanks, Marcia. What's wrong? I'm thinking about my family. I'm feeling homesick. You want to talk about it? Sure. I have some photos. Yes, yes, you do. Photos really help. This is my mother, and this is my father. They are rodeo clowns. What do rodeo clowns do? They make jokes at a rodeo. People laugh. What do rodeo clowns do? Speak. They make jokes at a rodeo. Speak. That that's very different. Who is that woman in the picture? That is my Aunt Lavender. She is my mom's sister. She loves gardening and makes spoons. She makes spoons? Of course. That, too, is very different. Oh, this is my Uncle John. He is my father's brother does Uncle John do? He's a chicken farmer and makes guitars. He's awesome, and I'm his favorite niece. Who are they? They are my cousins. They are my Uncle John's daughter and son. They are my cousins. Speak. They are my uncle's daughter and son. Speak. What do they do? They raise sheep and make sweaters. Yeah, that's not a surprise. Thanks for showing me your family photos. Your family it's very different. I do feel better. Thanks for listening. I have many more photos. Yeah, yeah, you do. Washington, D.C. is my new home, but I like remembering my old home too. အာရှစီပွားရေးအာရှဒေတာစီပွားရေးတည်ရင်ကိုဆက်ပြီးတော့ပြောပြပါဦးမယ်။ oh. အာရှနိုင်ငံတွေကစိတ်ဝင်စားစရာတည်င်းတွေကိုကိုညံဝင်းရောင်ကတင်ဆက်ပေးထားတာပါရှင်။ဒီတစ်ပတ်အာရှစီးပွားရေးကဏ္ဍမှာတော့ TikTok ကုမ္ပဏီကထိုင်းနိုင်ငံမှာလာမယ့်9နှစ်အတွင်း American Dollar 9 Billion နီးပါးယင်းနှိမ့်နှံသွားမယ့်အကြောင်းနဲ့နေစားဖြတ်ကျော်ကုန်သွယ်ရေးလွယ်ကူရအောင်လို့ VNN မြောက်ပိုင်းကနေတရုတ်နိုင်ငံနေစပ်အထိယထာလန်းကြောင်းစီမံကိန်းတစ်ခုအကောင့်ထဲပေါ်သွားရေးလွှတ်တော်ကအတည်ပြုလိုက်တဲ့အကြောင်းကိုတင်ပြခြင်းပါတယ်ကျွန်တော်ညံဝင်းအောင်ပါ ထိုင်းနိုင်ငံမှာလာမယ့်9နှစ်အတွင်းအမေရိကန်ဒေါ်လာ8.8ဘီလီယံသွားရောက်ရင်းနှီးမြှုပ်နှံဖို့စီစဉ်ထားကြောင်း TikTok ကုမ္ပဏီကပြောပါတယ်အဓိကအားဖြင့် digital နည်းပညာနဲ့ဆိုင်တဲ့အခြေခံအဆောက်အုံတွေတည်ထောင်သွားရေးအပြင် online လုံခြုံစိတ်ချမှုရှိစေရေးနဲ့ IT ကျွမ်းကျင်ပညာသည်တွေမွေးထုတ်သွားရေးပံ့ပိုးတာပါ social media လောကမှာလူကြိုက်အသုံးများလာတဲ့ TikTok ကိုတရုတ်နိုင်ငံ ByteDance ကုမ္ပဏီကအဓိကပိုင်ဆိုင်တာဖြစ်ပြီး ဤပညာနှင့်ပတ်သက်လာရင် Google, Microsoft နှင့် Amazon တို့နောက်ပိုင်းအများဆုံးရင်းနှီးမြှုပ်နှံမှုလှုပ်လာတာက TikTok ဖြစ်ပါတယ်။ TikTok ဟာပြီးခဲ့တဲ့နှစ်တွေတည်းအရှိတောင်အာရှဒေသကစင်ကာပူနဲ့အင်ဒိုနီးရှားနိုင်ငံမှာရင်းနှီးမြှုပ်နှံမှုအကြီးအကျယ်လှုပ်ခဲ့ပြီးနောက်အခုတခါထိုင်းနိုင်ငံမှာဒေါ်လာ၈.၈ဘီလီယံရင်းနှီးမြှုပ်နှံသွားမယ်လို့ TikTok ကုမ္ပဏီကဘန်ကောက်မြို့မှာကြီးညာသွားတာပါ is significant milestone in reflects your confidence in TikTok ကအခုလိုကြီးမားတဲ့စီမံကိန်းမျိုးထိုင်းနိုင်ငံမှာလာပြီးတော့ရင်းနှီးမြှုပ်နှံလိုက်တာကကျမတို့နိုင်ငံဟာနည်းပညာစီးပွားရေးကဏ္ဍမှာအဆင့်မြင့်အရေးသွေးရှိပြီးတော့လာရောက်ရင်းနှီးမြှုပ်နှံတဲ့နိုင်ငံဖြစ်တယ်ဆိုတာကမ္ဘာ IT ကုမ္ပဏီကြီးတွေကိုသတင်းစကားပါလိုက်တဲ့သဘောလေးဖြစ်ပါတယ် TikTok ဟာသူ့ကိုအသုံးပြုသူတွေရဲ့ကိုယ်ရေးအချက်အလက်တွေကိုဖြေခိုင်းတာကြောင့်အမျိုးသားလူညုံရေးကိုထိခိုက်လာနိုင်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့အမေရိကန်က TikTok ကိုအသုံးပြုခွင့်တားမြစ်ဖို့ကြိုးပမ်းနေချိန်မှာ TikTok ကအာရှဒေသတွင်ပိုပြီးတော့ယင်းနှီးမြှုပ်နှံလာတာဖြစ်ပါတယ်။ထိုင်းနိုင်ငံမှာ TikTok သုံးဆွဲသူသန်း90ကျော်ရှိပြီးအဲ့ဒီတဲကသုံးသန်းကတော့ online ဈေးရောက်ဖို့အတွက်အသုံးပြုနေပါတယ်ခင်ဗျာ။ ီယန်နန်နိုင်ငံမြောက်ပိုင်းစေကမ်းမြို့ဖြစ်တဲ့ဟိုင်ဖုန်းကနေနေဆက်ဒေတာကိုဖြတ်ပြီးတရုတ်ရဲ့လောက်ကိုက်ဒေတာအထိဖောက်လုမဲ့ဒေါ်လာ၈ဘီလီယံတန်ဖိုးရှိယထာလမ်းပိုင်းစီမံကိန်းအတွက်ဗီယန်နန်လွှတ်တော်ကအတည်ပြုပေးလိုက်တာပါဒါကနေဆက်ဖြတ်ကျော်ကွန်သွယ်ရေးကိုပိုမိုလွယ်ကူတိုးမြှင့်နိုင်ရေးအတွက်ရည်ရွယ်တာလို့ဆိုပါတယ်ဒီယထာလမ်းတစ်က Samsung Foxconn Pegatron နဲ့နိုင်ငံတကာကိုတင်ပို့နေတဲ့အခြားကုန်ပစ္စည်းတွေထွက်ရာ ဗီယန်နမ်ရဲ့မြို့ကြီးတွေကိုအဓိက ဖြတ်တန်းခုံမောင်းသွားမှာဖြစ်ပြီးအဲ့ဒီဒေသကစစ်ရုံတွေဟာတရုတ်နိုင်ငံကအစိတ်အပိုင်းတွေကိုအဓိကအားဖြင့်တင်သွင်းနေရတာဖြစ်ပါတယ်ဗီယန်နမ်ဟိုင်ဖုန်းကနေတရုတ်နယ်စပ်ဟဲကိုမြို့ကိုဖြတ်ပြီးတောင်နေထူထပ်တဲ့လောက်ကိုင်းဒေသအထိမိုင်240လောက်ရှိတဲ့ဒီရထားလမ်းကနောက်ပိုင်းဗီယန်နမ်ဟနွိုင်းထိချိတ်ဆက်သွားမှာဖြစ်ပါတယ်ဒေါ်လာ10ဘီလီယံတန်ဒီရထားလမ်းစီမံကိန်းအတွက်တရုတ်အစိုးရကဗီယန်နမ်ကိုငွေကြေးထောက်ပံ့သွားမယ်အပြင် ချင်းငွေတချို့လည်းပေးသွားမှာဖြစ်ပါတယ်ဒီရထားလမ်းကတရုတ်ကလုပ်တဲ့ပိုးကပတ်လမ်း BRI စီမံကိန်းရဲ့အစီအပိုင်းတစ်ခုလည်းဖြစ်လို့ရထားလမ်းအမြန်ပြီးမြောက်ရေးနှစ်ဖက်နိုင်ငံကကြိုးပမ်းနေပါတယ် high phone လောက်ကိုင်းရထားလမ်းကိုဒီနှစ်တည်းစတင်ဖောက်လုပ်မှာဖြစ်ပြီး2030ပြည့်နှစ်ကျရင်အပြည့်အသတ်အကောင့်ထဲပို့ဖို့ရည်မှန်းထားပါတယ်ဒီရထားလမ်းတစ်ကဒေတာကြီးကိုကူကိုဖြတ်တန်းသွားမှာဖြစ်ပြီးရထားလမ်းတစ်ကတနအီကိုမိုင်100လောက်ပြေးဆွဲမှာဖြစ်ပါတယ်ခင်ဗျာ မေဇီမာအတွက် VOA အစီအစဉ်တွေကတော့ဒီလောက်ပါပဲရှင်မေဇီမာအတွက် VOA American တန်ရဲ့တင်ဆက်မှုတွေကို VOA ရဲ့24နာရီလူလူမိတ်ဆွေရုပ်သံ line ကနေဖမ်းယူကြည့်ရှုနိုင်တဲ့အပြင် YouTube ပေါ်ကမေဇီမာဆံမျက်နှာဖြစ်တဲ့မေဇီမာ TV ဆံမျက်နှာနဲ့မေဇီမာ Facebook လူမှုကွန်ရက်ပေါ်မှာလည်းရှုစားနိုင်ပါတယ်ရှင်မေဇီမာအတွက် VOA အစီအစဉ်ကိုကြည့်ရှုခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်အားလုံးအတွက်မင်္ဂလာရှိတဲ့နေ့တစ်နေ့ဖြစ်ကြပါစေရှင်